နော်ကလောက်ကန်ဘက်ကရောင်းမရှိဘူး။အော်လောက်ကန်ဘက်ကရောင်းမရှိတဲ့တော့ကိုကျွန်တော်ကကိုကပဲမိဘကိုထောက်ပံ့နေရတဲ့ကောင်ဆိုတော့အဲအဲ့တော့ကျွန်တော်ကဝါနောင်ဆုလောက်ပါ။ဒါရကုမဆိုအနည်းဆုံးကအဆောင်က6တင်းခွဲ9တင်းလောက်ရှိနေပေါက်စီရ။ကိုမကနောက်ကဟိုဟိုစင်ပြောင်းစပွန်ဆာလည်းမရှိဘာမှမရှိကိုအောင်ကိုတယောက်တည်းကြိုးစားနေရလူဆိုတော့ကျွန်တော်တချို့ကအညီလေးခေါ်ချင်တော့ကအညီလေးလာနိုင်ရတော့အောင်အညီလေးကိုကျွန်တော်မအညီဟိုဘာဖြစ်လို့ရှိရင် မင်းတို့ဒါတာမလုပ်ပေးဘူး။ဒါဟိုဘာဖြစ်ရင်ဘာဖြစ်ရညာဖြစ်တယ်ပေါ့နော်။အဲမျိုးဆိုရင်ကျွန်တော်နဲ့ကကြီးမကိုက်ဘူး။ကျွန်တော်လည်းနိုင်အောင်မကြိုက်တဲ့ကောင်ဆိုတာ။ငါမူဝါဒနဲ့ငါယက်တီနေတဲ့ငါခံယူချက်နဲ့ငါငါပညာနဲ့ငါအရင်ကလည်းအဲ့လိုပေးဖို့ချိခဲ့တယ်ပေးဖို့လူရဲ့ကျွန်တော်ကတော့ AC ပဲနေတယ်။ဒါကျွန်တော်ကဘာလို့လဲဆိုတော့100%ယူလို့ရှိရင်သူများမျက်နှာကိုကြည့်နေရတာပဲ။အဲ့ဒီ feeling ကိုကျွန်တော်မကြိုက်ဘူး။ကိုရတဲ့ဥစ္စာကကိုပစံကတံပိုးရှိရယ်ကွာကိုမိဘကိုထောက်ပွဲထောက်ပွဲရတဲ့ဥစ္စာကဘုမဟိုညက်နိုးတယ် အာဒါကိုဗစ်ကတောင်စီပစူးလေးနဲ့ပေါ့နော်ဒါအင်ဂျီလေးနဲ့ဒါစမြန်မိရတာပေါ့နော်ဒါကိုဗစ်ကနေနေကျွန်တော်ဒါဒါဟိုးတော်လေးကြပြီကျွန်တော်ဆိုဒါခုနလချလာလောက်ရှိပြီနော်ကိုဗစ်နဲ့စတည်အဲ့ဒီနဲ့ကျွန်တော်ဆွခုပ်ပြီးရပေါ့နော်ဒါအခုချိန်ကြီးပါပဲအုပ်လက်တော်တော်မှကျွန်တော်ကတော့ဟိုဒါလောက်ကတော့ပေါ်လာမှကျွန်တော်လုတ်လိုက်တာပဲရှိတယ်ကျွန်တော်လုံးစင်တော့ဖီလန်လုတ်တယ်နော်ပါစနယ်ထရိုင်နာတယောက်အနေနဲ့ကျွန်တော်ရက်တည်နေရအဲကိုလုတ်လူလေးငါကိုလုတ်နေရဒါကိုဗစ်ကအသားရည်ဒါ ွားဆူတင်ရှိရဲနောက်ကျရင်ရေကူးကြီးရှိရဲဆိုတော့ तू ကလမ်းလမ်းပြောတဲ့ခါကျရင်ရှိနေတော့ကျွန်တော်ကသွားလိုက်တာမျိုးရှိရဲပေါ့နော်မတေးကတော့မတင်ဆောင်ဝင်ကျော်နဲ့က music video တစ်ခါရိုက်ပြီးရဲပြီးရင်မဆူဝင်ဆိုင်နဲ့လည်းအဲ့လိုဟာဒီတောင်စီပစိုးပုံစံမျိုးနဲ့လည်းရိုက်ခဲ့ပြီးရောနော်ကမစီတော့တိတ်မမိခဲ့ဘူးမိခဲ့ဘူးဆိုတော့ခဏပဲတွေ့ရတာပေါ့တိတ်မမိရောဆိုတော့အဲ့ဒါဒီကျွန်တော်တို့ဒီ studio ထဲမှာအဲ့လိုသူက ကွန်လိုင်းရတဲ့ရှင်ပေါ့နော်ကွန်လိုင်းတချင်တော့ဆိုလို့ရမှာကျွန်တော်က L2 ကဟိုကလပ်မှာကနေပုံစံပေါ့အန်နူပုံစံဆိုတိတ်တိတ်တော့စကားပြောရတော့ဘာလို့လဲမရှိခဲ့ဘူးကိုလို့ဆက်ကြည့်ရကိုလို့ခဲ့တာအခုကကြာကြာမိချင်တာပေါ့ကမစီရောဟုတ်တယ်ဟုတ်ပါနောက်ကျုံတော့ရိုက်ချင်တာပေါ့ချင်းခဲ့ပေါ့တို့တော့ဆိုကျွန်တော်တို့ငွေတွေကနေသူကဟိုကျွန်တော်ဟိုပြောဆိုဟိုစိတ်နေတဲ့လူတွေပဲတကယ်မလားအဲ့လိုဆိုတော့ကျွန်တော်ချင်းခဲ့ပါတယ် အဝိုင်းယူရောဘာလို့ဝါသနာကကျွန်တော်တို့ကအဲ့လောက်ထိတောက်ဆိုတော့ဒီမှာကဟိုကျွန်တော်မှာနောက်ခံ background မရှိဘူး။ဟောနောက်ခံ background မရှိတဲ့တော့ကိုကျွန်တော်ကကိုကပဲမိဘကိုထောက်ပံ့နေရတဲ့ကောင်ဆိုတော့အဲအဲ့တော့ကျွန်တော်ကဝါသနာဆုလောက်ကိုမကဒါစာဝတ်နေရရှိတယ်ဗျ။အဲဒါရကုန်မှဆိုအနည်းဆုံးကအဆောင်က6သိန်းခွဲ9သိန်းလောက်ရှိနေပေါ့စီရ။အဲမျိုးဆိုတော့အဲ့ဒါကြီးလည်းကိုကမငားနိုင်ဘူး။မင်္ဂနိုင်ငံကဆိုတော့ဒီကိုမပါစင်နေထွေးနာလေးပြလို့ရှိရင်တော့သုံးလုံးဆိုတော့မကူတက်ကဒါအနည်းဆုံးထားပါဦးပြတ်ဖို့တုံးလေးနဲ့တော့ ကိုရင်ကိုရင်းဆိုရင်တော့ဒါကိုတော့ကဖူလုံးနေဗျာကွန်ယူကိုလည်းထောက်ပံ့လို့ရတယ်ဒါအမျိုးလေးပေါ့နော်ဒီဘက်ကဝါသနာကြတော့လေဒါကိုဘက်ကရင်းနှီးမြုပ်နေရမှာအများကြီးပဲခုမှနောက်ကဟိုရှင်ပြောင်းစပွန်ဆာလည်းမရှိဘာမှမရှိခုအောင်ကိုတယောက်တည်းကြိုးစားနေရလူဆိုတော့ကျွန်တော်ဒါကခုဒါလက်တွဲခေါ်ချင်နေဆိုရင်ကျွန်တော်လုတ်ပြီးလိုက်လုတ်ပေးရပါတော့ဒါဒါညီလေးဒါဟိုဘင်းမိနစ်ပြန်ကြလို့ရှိရင်ဘိုးလိုရိုက်ကူးရရှိရင်ညီလေးဘလောက်လာနိုင်လားလုတ်နိုင်လားဆိုရင်ကျွန်တော်လုတ်တယ်ခုကကဘာလဲဆိုရင်ဟိုကို့ ိုလက်တွဲခေါ်မယ်ဆိုရင်လည်းလူကဟိုစေတနာနဲ့ခေါ်ဖို့ကိုဘေးလိုစေတနာနဲ့ခေါ်ဖို့လူကချားတယ်ပဲတချို့ကအညီလေးခေါ်ချင်တော့မှအညီလေးအာနိုင်တော့တော့အညီလေးဘာကောကျွန်တော်မှအညီဟိုဘာဖြစ်လို့ရှိရင်မင်းတို့ဒါဒါဒါမလုပ်ပေးဘူးဒါဟိုဘာဖြစ်ရင်ဘာဖြစ်ရညာဖြစ်တယ်ပေါ့နော်အဲမျိုးဆိုရင်ကျွန်တော်နဲ့ကီးမကိုက်ဘူးကျွန်တော်လည်းနိုင်အောင်မကြိုက်တဲ့ကောင်ဆိုတာအဲဆိုကိုကကိုလို့ပဲကိုလုပ်တယ်အဲမျိုးဆိုတော့ခေါ်ရင်သွားလိုက်တယ်မခေါ်ရင်ကိုလို့ကိုလုပ်တယ်ဘာလို့ဆိုတော့ကိုရဲ့ငွေလည်းမပြတ်ဘူးအင်ခန်လည်းမပြတ်ဘူးပေါ့နော် ကုံရောက်လဲကိုထောက်ပံ့နိုင်တယ်ပေါ့အမျိုးလေးပေါ့ငါမူဝါဒနဲ့ငါယက်တည်နေတယ်ငါခံယူချက်နဲ့ငါငါပညာနဲ့ငါငါနှလုံးသားနဲ့ငါငါရဲ့လောကကိုချစ်တဲ့စိတ်နဲ့ငါယက်တည်နေတော့လူတယောက်ဖြစ်တယ်အဲ့လိုစကူးမရှိပါဘူးကျွန်တော်ပါအရင်ကလည်းအဲ့လိုပေးဖို့ချိခဲ့ပေးဖို့လူရဲ့ကျွန်တော်ကတော့ AC ပဲနေတယ်ဒါကျွန်တော်ကဘာလို့လဲ100%ယူလို့ရှိရင်တင်မမျက်နှာကိုကြည့်နေရတာပဲအဲ့ဒီ feeling ကိုကျွန်တော်မကြိုက်ဘူးဒါဆိုတော့ကိုဒူးကိုချူရှင်တယ်ကိုအောင်ဝယ်လို့ရှင်တယ်ပြီးရရှိရင်ကိုရတဲ့ဥစ္စာကကိုပစံကတန်ဖိုးရှိရယ်ကွာကိုမိဘကိုထောက်ပံ့ထောက်ပံ့ရတဲ့ဥစ္စာက ဘူးမှဟိုညံ့နူးတယ်ပေါ့နော်ကိုတက်နိုင်တဲ့ပညာလေးနဲ့ဟိုကျွန်တော် personal trainer တယောက်နေတယ်ကျွန်တော်နဲ့ထွေးနေတဲ့လူတွေလည်းကိုကျေးဇူးရှင်တယ်ပေါ့အဲကျေးဇူးရှင်တွေကနေဒါဒါလောက်အခါပေါ့နော်ဒါလောက်အခါလေးကျွန်တော်ရတယ်ရတဲ့ဥစားလေးကိုကျွန်တော်မိဘကိုကျွန်တော်ပံ့ပိုးပေးထားပါတယ်နောက်ထပ်နေလဲကျွန်တော်ဒါဒီရဲ့ဟိုကျုပ်ဆောင်ဘက်ကိုလိုင်းကိုလည်းတော့ကျွန်တော်လာအောင်ပါပေါ့လာမယ့်ခါကျရင်အဲဆုံးတဲ့ခါကျရင်ကျွန်တော်အားပေးကြပါဦး